EIDI နဲ့တဘောပအဝန်ကျင်ဆိုင်ရာအလုံးယုံဆွေးနွေးပွဲတက်ရောက်ဖို့အေယာဝတိုင်းဝန်ကြီးချုပ်အပါအဝင်တိုင်းစိုးအဖွဲ့ဝန်ကြီးတွေကိုဖိတ်ကြားခဲ့ပေမဲ့တက်ရောက်ခြင်းမရှိတဲ့ပေါ်ပွဲစီစဉ်သူတွေကဝေဖန်လိုက်ကြပါတယ်ဒီသတင်းကိုတော့ဥတော်စင်မျိုးကပေးပို့ထားပါခင်ဗျာနိုင်ငံသားကဘာလို့အထင်ကြီးတာ EIDI နဲ့တဘောပအဝန်ကျင်ဆိုင်ရာအလုံးယုံဆွေးနွေးပွဲကိုဇူလိုင်လ25ရက်နေ့ကပသိမ်မြို့တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင်မှာရှိတဲ့အေယာရှိဝါခန်းမှာမှာဆွေးရလုံငန်းရှင်တွေနဲ့ရပ်ဖက်အဖွဲ့အစည်းတွေကြားပြည်ရန်စာတဆိုင်ရာလုပ်ငန်းရှင်ဆွေးနွေးနိုင်ရေးအတွက် အလုံယုံဆွေးနွေးပွဲအကျင်းပနေတာဖြစ်ပါတယ်ဆွေးနွေးပွဲကိုတက်ရောက်ဖို့အရာယူတိုင်းဝန်ကြီးချုပ်ကိုပါဝင်တိုင်းအစိုးရဘက်အဖွဲ့ဝင်ကြီးတွေကိုဖိတ်ကြားခဲ့ပေမဲ့တိုင်းအစိုးရအဖွဲ့ဘက်ကနေတက်ရောက်ခြင်းမရှိခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ကုမ္ပဏီဘက်က10ရောက်နောက်ပြီးတော့အဲဒီဆိုတော့ကုသလေ10ရောက်နဲ့ဦးကြီးဌာနအကုန်9ခုပေါ့နော်11ဦးအားလုံးပေါ့လို့ဆိုဦးကြီးဌာန11ဦးဖိတ်ပါဒါပေမဲ့ရောစေလွတ်တော်ကုသလေအဟောက် ်တယ်နောက်ဌာနဆိုင်ကဌာနဆိုင်ရကခွန်တော့တက်တယ်ဘုံကြီးဌာနကဝင်ကြီးတော့သူကဒီလက်ရှိရတဲ့အစိုးရဝင်ကြီးတပြောင်းမှာမတက်ဘူးပြောင်းမှာတိုင်းအစိုးရအဖွဲ့မှာတက်ရောက်ခြင်းမရှိခဲ့တဲ့အပေါ်စနေပွဲဥဆောင်ကျင်းပခဲ့တဲ့မာတာအဖွဲ့မှအခုလိုဝေဖန်ခဲ့ပါတယ်။ကျွန်တော်ဒီသဘာဝပတ်ဝန်းကျင်ဆိုတာကကျွန်တော်ပြည်သူတွေအတွက်အဓိကပေါ့နော်။ဒီသဘာဝပတ်ဝန်းကျင်ဟိုကောင်းမွန်မှဒီပြည်သူတွေရဲ့လူနည်းမှုဘဝတွေအခြေအနေတွေစက်မရေးရဆ ော့အကုန်လုံးဟိုဟိုအစားအသောက်ရအဆင်ပြေအောင်ပုံလို့တက်အောင်လုံးဆောင်နိုင်တဲ့တိုင်းတာတခုရှိတယ်။အဲ့ဒီပုံမှာမလားအဲ့ဒီပုံမှာကျွန်တော်တို့ကဒီလိုမျိုးညှိနှိုင်းမှုတွေပူပေါင်းဆောင်မှုမလုပ်ဘူးဆိုရင်ဒီတော့ပဲထိခိုက်မှုတွေဖြစ်လာနိုင်တဲ့ခါကျရင်ဘယ်လိုတာဝန်ယူပြီးတာဝန်ခံလုပ်မှလဲဆိုတဲ့ပုံမှာဒါကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ကျွန်တော်မေကွန်လေးထုတ်စရာရှိတာလေကျွန်တော်။မာတာအဖွဲ့အနေနဲ့ EIDI အလုံးကိုဆွေးနွေးပွဲကိုပြည်တော်စုအဆင့်အနေနဲ့ပြုလုပ်ခဲ့တာရှိပြီးအဲ့ဒီပွဲတွေမှာပြည်တော်စုဝင်ကြီးတွေတက်ရောက်ခဲ့ပါတယ်။ဒါပေမဲ့အရာယူတိုင်းတွင်းကတိုင်းအစိုးရအဖွဲ့ဝင်ကြီးတအူးမှ မတက်ရောက်ခဲ့တာဖြစ်ပါတယ်ဒီပွဲမှာဒီလိုတက်မလာဘူးဆိုတဲ့အတွက် EIDI လုပ်ငန်းစဉ်တွေကိုတိုက်တိုက်အစိုးရနေစိုးရိမ်ဆောင်ရှိဘူးလို့ကျွန်တော်ကထင်တယ်နောက်ပြီးငွေတော်ဆက်ပေါ်ဆောင်နေတဲ့ EIDI လုပ်ငန်းစဉ်တွေဟာနိုင်ငံတော်အစ်မသာလုပ်နေပြီးတော့ကမ္ဘာရဲ့ဥပဒေစင်ကမ္ဘာရဲ့ဥပဒေစင်ရဲ့လက်ညှိုးချက်နဲ့နိုင်ငံတော်အစ်မသာလုပ်နေပြီးအဲဒီတိုက်ရိုက်သားကြီးအဆင့်တွေမှာတကယ်မလုပ်ဘူးဟန်ပြတတ်တတ်ပဲဖြစ်နေတယ်လို့လည်းမြင်ပါတယ်ရှင်ရိပွဲကိုဇူလိုင်လ25ရက်နေ့ 26ရက်နေ့ရက်တာကျင်းပမှာဖြစ်ပြီးဆွေးနွေးပွဲမှာမြို့ကောင်းဒေသခံတွေအနေနဲ့မြို့ကောင်းဒေသမှာဆောက်လုပ်မဲ့ကြောင်မီသွေးသုံးလျက်စစ်ဒါဘီစေယုံနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမယ်လို့လည်းသိရပါဗျ။ကျွန်တော်တော်စင်မျိုးပါခင်ဗျာ။